ဟန်နီလီမွန်တောက်ဖူးကြလားရှင်ကြိုက်ရောကြိုက်ကြလားမတောက်ဘူးတဲ့လူတွေလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ like လုပ်ကြည့်ပါနော်အရင်အောင်မှတောက်လို့ကောင်းပါတယ်မှာ coffee တောက်တာနည်းနည်းများနေလို့ဘယ်လို control လုပ်လဲဆိုရင်ဒီလီမွန်လေးပေါ့ဒါတမ်းရသေးပေါ့နော်တိတ်တော့မကောင်းချင်ဘူးဒီမှာတမ်းရသေးနဲ့ဒီလိုဟန်နီဘူးလေးဝယ်ထားပြီးတော့ရေနွေးလေးနဲ့ဒီမှာတောက်လေးရှိတယ်အယောင်မတော့လို့ကောင်းတာတိလားအာဟန်နီလီမွန်ပေါ့နော်အမှန်တော့လီမွန်နဲ့တောက်တာပေါ့နော်လီမွန်မရှိလို့တံမြသီးတုံးတာတံမြသီးလည်းဒီမှာကြိုက်တယ်မှုရအောင် ကဲဒီတစိုက်လေးမစိုးဘူးတည်လားဈေးလည်းတိတ်မကြီးဘူးတော့ NDUC တို့ Giant တော့မဟိမထင်တော့ငါချက်အောက်လောက်ပဲဖြစ်မယ်ဟန်ဒီစစ်တယ်လို့တော့ရေးထားတာပေါ့နော်ဟန်ဒီကလေအစာကြည်တယ်ပြီးရင်လူရဲ့ immune system ကိုကောင်းမွန်စေတယ်ပေါ့နော်အဲဟိမဘယ်လိုလုပ်လဲလို့ပြမယ်နော်ဒီလိုမျိုးလေးအာရိုက်ရမယ်ဆိုမှကြိုကြိုမစီစဉ်တော့လေအဲ့လိုမျိုးတွေခံရတာပေါ့နော်မကိစ္စမရှိပါဘူးလိုက်ပါအောင်မင်းအခုမှအစ်စ်ဖောက်တာမှမဟုတ်ထင်ဘူးညအမျိုးသားသူတောက်ထားပုံရတယ် ါမှန်တော့များတော့များတာပေါ့နော်ပိုးရှင်အဟိမတစ်ဖက်ကြီးတောက်ချင်တာဆိုတော့ဒီပြီးတော့မှပဲတသက်ရရက်လုတ်လိုက်မယ်ချုံနေရပဲတော့စုပ်လိုက်တယ်ပြီးရင်တာမြာသီးလေးထည့်မယ်တာမြာသီးလေးကိုလေအဲ့အခွန်ရဲ့အနံ့လေးကိုကြိုက်တယ်ဒီကလားအားချမ်းလို့ဒါရီရလေးကိုအိန္ဒိယဆိုင်နေမှာဆိုလဲလေလီမွန်ပနတ်လားပါလားဟိမမခေါ်တတ်ဘူးအဲ့လိုလဲခေါ်ကြတယ်အဲ့သူတို့ကတော့ဒီလိုပေါ့နော်ဟန်နီနဲ့ ဟန်နီနဲ့ဟိမကျွန်တော်စားတွေအမကွ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 အဲ့လိုပဲဘယုတ်ဒုက္ခဟောဘောနော်စားတွေဟောတခြားတွေထက်ထက်ကတော့မသိဘောနော်ကိုကတော့မထည့်တော့ဘူးတော့ဒီလိုလေးဆိုရပြီအဲ့အခွန်နဲ့အနေနဲ့တအားမွေးရပါတော့သူတို့ကတော့အဲ့လိုပဲထည့်ပြလိုက်တယ်တံမြတိတိတိလေးပေါ့ဒီမားကျော်ဒီအေးလေးပါနေနဲ့ထက်ထည့်လိုက်တယ်ဟောအချင်းကြိုက်တယ်အချင်းကြိုက်တဲ့အကြောင်းပေါ့အရင်မွေးပြီးတော့အရင်ကောင်းတယ်အခု coffee ကိုဘယ်လိုဘယ်လိုလျှော့လဲဆိုအဲ့အနည်းနဲ့လျှော့တာပေါ့နော်ထမင်းစားပြီးရင်လေးမအေးတစ်ခုတောက်ရမှာတော့ယူနွေးလေးပဲဖြစ်ဖြစ် ကော်ဖီလေးပဲဖြစ်ဖြစ်လက်ဖက်လေးပဲဖြစ်ဖြစ်အဲ့လိုလေးတောက်လိုက်ရမှနေတာခင်ဗျာရှိရဒီနှိကင်းတော့မနက်မနက်ကိုကော်ဖီတစ်ခွက်တောက်လိုက်တာပေါ့နော်အရင်နှိကင်းနဲ့တက်ပြီးညလည်းတောက်ချင်တာအတက်တနာပေါ့ညဆိုရင်တော့အဲ့လိုဟန်နီလီမွန်တောက်လိုက်တာအများဆုံးအဖြစ်ကော်ဖီတစ်ခွက်ပဲတောက်တော့တယ်ကဖေးငုံနည်းနည်းရှော့ချနေရပေါ့နော်ဆိုတော့အိပ်ပျော်တာရောအိပ်မပျော်တာရောအဲ့လိုပြဿနာတွေဖြစ်လို့อืมကဲညတိလာအောင်မယ်ရင်းတောက်လို့ကောင်းနော်อืมတော့ဟာရှယ်ပဲဒီလိုမျိုးနော်ဟန်နီလေးအဲ့လိုတစ်စိတ်လေးရှိရဲတက်တာ ကဲအခုဆိုရင်တော့ honey lemon လေးရပါပြီတောက်လိုက်ပါအောင်မယ်နော်အရန်ကိုမှ so fresh ပါပဲ healthy living style နဲ့နေကြရအောင်